ဟင်ဝရန်ကတော့အခု online ပေါ်မှာပြန့်နှံ့နေတဲ့လက်ထပ်ပွဲနဲ့ပတ်သက်ပြီးတော့အမှန်တိုင်းပဲပြည်သက်တွေကိုအရေးပေါ်ဖြေရှင်းလာရပါပြီ။အားလုံးပဲတွေ့ကြတဲ့အချိန်မှာပဲအခု online ပေါ်မှာတော့ဒါစူးပြီးသစင်နဲ့မဟုတ်ပဲပေါ့နော်။တခြားသောမော်လမြိုင်ကသ ြေးသမီးသူဦးနဲ့ပေါ့နော်ဟေဝင်ရလက်ထထားတဲ့ဓာတ်ပုံတွေရောဗီဒီယိုဖိုင်တွေရော online ပေါ်မှာကျန်းမ်းလာပြီးသားပါဒါကြောင့်မလို့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့တနိုင်းကလုံးကတော့ဟင်းဝရံကိုဆဲဆူနေကြပြီစုပြည်သင်းရဲ့နာမည်ကိုအသုံးချပြီးတော့လက်ထပ်မယ်လို့လို့နဲ့ခုလိုမျိုးမင်းကလေးတစ်ဖက်မင်းကလေးပေါ့နော်တိုက်ခါကိုချရဲဟင်းဝရံကိုအရန်ကိုဆဲဆူချင်းနေကြပြီဖြစ်ပါတယ်ဆဲဆူနေကြပြီဖြစ်ပါတယ်ဒါကြောင့်မလို့ဟင်းဝရံကလေအခုတော့မဖြစ်မနေဖြေရှင်းလာရပြီပေါ့နော်ဟင်းဝရံဟာကျွန်တော်တို့ သူရဲ့လက်ထက်မဲ့တရင်ကိုအသုံးချပြီးတော့လူစိတ်ဝင်စား attention ရအောင်လုပ်ပြီးတော့ပွဲတွေခေါ်အောင်ပေါ့နော်သူကိုစင်ရွှေရင်းသားဆိုင်တွေကသူ့ကိုပွဲတွေမှာခေါ်အောင်လုပ်တယ်စီပွားရေးအနေနဲ့အသုံးချတယ်လို့အခုကဖြစ်နေတာပါနော်ဒါဘယ်သူနဲ့လက်ထက်မလဲဆိုပြီးတော့ပရိသတ်တွေကစိတ်ဝင်စားကြတယ်အဲ့ချိန်မှာဟဝရန်ကပုံပုံပြီးတော့ဒီ online ပေါ်မှာနာမည်ကြီးတယ်နာမည်ကြီးတဲ့အချိန်မှာ attention ရတဲ့အချိန်မှာဒါ စင်ရွှေရီနာဆိုင်တွေကခေါ်ပြီးတော့ဈေးရောင်းခိုင်းနေဒါပါပဲเนาะအဓိကတော့ပတ်စံအတွက်အလုံးချရဲဆိုပြီးတော့တနိုင်ကလုံးကပြည်သူတွေကပြောဆိုနေကြပြီဖြစ်တယ်။အခုတော့ဟွင်းဝင်ကဖြည့်ရှင်းရပါပြီ။အခုပြန်နေနေတဲ့ထပ်ပွဲကတော့ဒါ pre wedding ထပ်ပုံတွေလက်ထပ်ပွဲမဟုတ်ပဲနဲ့ဒါမင်္ဂလာဝတ်စုံ shooting တခုတာဖြစ်ကြောင်းဟွင်းဝင်ကနော်တနင်္ဂနွေလုံးကပြည်သူတွေကိုဖြည့်ရှင်လိုက်ရပြီလေဖြစ်ပါရယ်ဒါကြောင့်ဟွေရရဲ့ပြည်သက်တွေနည်းနည်းရောအထင်မလွဲကြပါနဲ့ဟွေရရဲ့အဒီတပ်ပုံတွေက shooting တဲ့ကပုံတွေပါ ။ဝတ်တက်တီတော်ဟင်းဝင်ကသူလက်ထက်မဲ့သူကဘာလို့လဲဆိုတာပြောပြခြင်းမရှိသေးပါဘူးနော်။တကယ်ကိုလည်းပြည်သူတွေကဆဲဆူနေကြပြီ၊စိတ်သွနေကြပြီ။ကြီးကြီးကျယ်ကျယ်ပြားလက်ထက်မဲ့ကိစ္စကိုမျိုးကိုလိုမျိုးနော်။အထက်ရှင်းအောင်လုပ်ပြီးတော့ဒါဈေးတွေရောင်းရအောင်ဆင်းရွှေရင်းနဲ့ဆိုင်တွေကသူ့ကိုခေါ်အောင်အလုပ်ရအောင်ပတ်စံရအောင်အသုံးချနေရလုံးဝလုံးပါလေ။